ောင်လအဆိုင်ရဲ့ပြန်ပဲဟောင်းဖြစ်တဲ့ရိုင်းနီယာကတော့ဒီပတ်စနေမနေ့မှာပြီးဘူနီကင်နဲ့ထိုးတက်ရတော့မှာပါရိုင်းနီယာကတော့ဝမ်ချန်ပီယံရှစ်ကနေနှုတ်ထွက်ပြီးဒီကာလမှာ UFC မှာ တော်တော်လေးကိုနေရာရလာခဲ့ပြီလေဖြစ်ပါတယ် UFC ကလည်းထွတ်ချက်ချပြီးရိုင်းနီယာကိုနေရာပေးလာခဲ့တာပဲဖြစ်ပါတယ်ရိုင်းနီယာဟာဝမ်ချန်ပီယံရှစ်ကနေထွက်ပြီးဒီကာလမှာဝမ်ချန်ပီယံရှစ်ရဲ့မကောင်းချောင်းတွေကိုတောက်လျှောက်ပြောခဲ့သူလေးဖြစ်ပါတ မြန်မာပြည်သက်တွေကတော့ရိုင်းနီယာကိုအောင်လအန်ဆန်ရဲ့ဘဝကိုဆွဲချတဲ့သူဖြစ်ရင်းနေချင်းချီတချို့ကအမြင်မကြည်ကြသေးပါဘူးရိုင်းနီယာဟာအခုသူနဲ့ရုပ်လဲသူတဲ့ကနာဂိုဘော်ရီတိဆောက်ပုံပိုင်းရောသူတဲ့ဘူနီကေနဲ့ထုတ်ပတ်ရတော့မှာပါဘူနီကေကတော့ UFC မှာတကယ်ကိုမှ UFC ဥက္ကဋ္ဌရဲ့အချစ်ခံရတဲ့သူလေးဖြစ်ပါရီဘူနီကေဟာ professional fighter ဘဝမှာခနပွဲထူတာမှာခနပွဲစလုံးရှုံးပွဲမရှိအနိုင်ရထားတာပဲဖြစ်ပါရီ Rainier ကတော့သူ့ထက်အတွေ့ဂျုံလေးရင်တလို့အသက်လည်းသူ့ထက်အနည်းငယ်ကြီးပါရီ Professional Fighter ဘွားပွဲပေါင်း20ပွဲထိုးရမှာစကူပွဲအနိုင်ရရှိထားပေးဖြစ်ပါရီဂျန်နဲ့2ပွဲကိုအားလုံးလေးတီးထားကြတဲ့အချိန်မှာပဲမာလီခင်းစီမှာရှုံးပါရီအခု Bonnie နဲ့ထုတ်ပွဲမှာတော့ Rainier ကရှုံးနိုင်မယ်ဆိုပြီးတော့တချို့သောသူတွေကတော့ကြိုတင်ခမ်းမန့်ချက်တွေထုတ်ပြန်နေပါရီအော်ကျွန်တော်တို့ Rainier ဟာ Bonnie ထက်ဒါအတွေ့အကြုံများပဲမဲ့ Le Bonnie က ရိုင်းနီယာရဲ့အားနည်းချက်ဖြစ်တဲ့ striking ဘိုင်းမှာပိုးသားတယ်ဆိုပြီးတော့သူတို့တွေကချုပ်တင်ခံမှန်းချက်တွေလုပ်နေကြတာပါရိုင်းနီယာရဲ့အသက်ကတော့30နှစ်ရှိပြီးဝိုနီကေရဲ့အသက်ကတော့29နှစ်ပါရိုင်းနီယာက6.3ဘေးရှိတယ်ဝိုနီကေက6.3ဘေးရှိတော့ကျွန်တော် reach ဘိုင်းမှာတော့ရိုင်းနီယာကသားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ striking ဘိုင်းမှာတော့ဝိုနီကေကသားတယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်အောင်လန်အန်ဆန်ကတော့သူတို့ kicklet fc ဂျင်ရဲ့ ညှော်လင့်ချက်တခုတည်းဖြစ်တဲ့ရိုင်းနီယာကိုအနိုင်ရခြင်းနဲ့ဆိုပြီးတော့ပြောသွားခဲ့တာကြောင့်တနိုင်ကန်လုံးဝပြည်သက်တွေကအော်အော်ခဲ့ရတာပါပုံမှန်အဖြစ်အောင်လအန်ဆန်ကရိုင်းနီယာကိုသူ့ဘောကိုဆွဲချခဲ့တဲ့သူဖြစ်မချေမနှက်เนาะဖြစ်နေလိမ့်မယ်လို့ထင်ကြခဲ့ပေမဲ့တကယ်တကယ်ကိုမှရိုင်းနီယာဆိုရင်လည်းပဲအောင်လအန်ဆန်တို့ရဲ့ဂျင်းဖြစ်တဲ့ Kickle FC မှာပဲအောင်လအန်ဆန်ရဲ့1 by 1 legend နေတာကိုလေပုံနေချပြခဲ့ပြီးတာပါအခုအောင်လအန်ဆန်တို့ရဲ့ဂျင်းဖြစ်တဲ့ Kickle FC မှာတယောက်မှ champion ဖြစ်မဲ့သူ လောလောဆယ်မှာမျောလွန်းလို့ရတယ်သူမရှိဘူးတယောက်ပဲရှိတယ်အဲ့ဒါကတော့ Rainier ပါအောင်လာအန်ဆန်ကလေသူတို့ရဲ့ဂျင်မှာစွန့်နေတဲ့သူ training လုပ်ပေးနေတဲ့ Rainier ကို champion ဖြစ်စေချင်တယ်ဆိုပြီးတော့ပြောသွားခဲ့တာပြဖြစ်ပါရည်နော်